ဘာဘကမန္တလေးကိုတွားပြီးတဲ့ခါမှာညီမတို့ဘက်ကသခိုင်းတို့အင်းလေးတို့ဘက်သွားဖို့ရှိရဲ့ရှင်။ဒါပေမဲ့အခုတလောအဲရာတီဥတုအချိန်ကြီးရလေအချိန်ကြီးအရန်မကောင်းသေးရောလေ။ဒါပေမဲ့နောက်ပိုင်းပြန်လဲထူထောင်ရေးလုပ်တဲ့ခါမှာညီမတို့ဘက်ကကျစီနဲ့တွားရောက်ပြီးတော့လူအားရောအဲစေဝါနဲ့ပတ်သက်တဲ့ຢာရယ်ဆိုရင်ညီမတို့ဘက်ကလှုပ်ဆောင်ပေးဖို့အတွက်တော့ရှိပါတယ်။အခုလည်းတော့မှအကုန်လုံးကဟိုအိမ်တွေကိုပျက်စီးသွားတယ်။အိုးအိမ်တွေကိုပျက်စီးသွားတဲ့အကုန်လုံးကစိတ်တက်ကြနေအကုန်ဝမ်းနည်းနေအချိန်မှာအဓိကညီမတို့ဘက်ကစိတ်တက်ခွန်အားပေးရမယ်။ပြီးတော့နောက်ပိုင်းပြန်လဲထူထောင်ရေးလုပ်တဲ့ခါမှာတော့အကုန်လုံးကတက်နိုင်လောက်ပတ်မိုးပေးမယ်ဆိုလို့ရှိရင်တော့ပြန် ပြီးတော့အဲပြန်လဲရှင်းတက်လာနိုင်မယ်လို့ထင်ပါတယ်။ငလင်တန်ကတော့အကုန်လုံးဥမပထမဦးဆုံးကြည့်မြန်မာနိုင်ငံမှာခံစားဖြစ်တဲ့အတွက်အကုန်လုံးနှီးပါပေါ့နော်ထရမာရရရှိရဲ့အဲအဓိကအဖြစ်တော့ခလေးတွေရပုံထရမာရပါလိမ့်မယ်။ထရမာရဲ့ခံမှာတော့နောက်ပိုင်းအလိုပေါ့အဲနောက်ပိုင်းညီမတို့ဘက်ကလည်းတက်နိုင်တယ်လို့အစင်ဒီတင်နဲ့ပေါင်းပြီးတော့ငလင်နဲ့ပတ်သက်တဲ့ကာကွယ်ရေးတွေကျွန်းတင်ကာကွယ်ရေးတင်တဲ့ပြီးစားမှုတွေလည်းရှိရဲ့ပြီးလိုအပ်တဲ့အရာလို့ဆောင်ပေးမှာဖြစ်တဲ့ထရမာဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့အရာကိုစိတ်ထဲမှာအယံမထားဘဲနဲ့ကိုတက်နိုင်တယ်လို့ကိုအကိုကိုကစူးစမ်းပြီးတော့လှူဆောင်တင်တယ်လို့ထင်ပါတယ် โอเคညီမတို့ညီမရင်ညီမရင်မိသားစုရေသွားပြီးတော့ဗောနော်မန္တလေးကိုသွားပြီးတော့လှူဖြစ်တယ်ပထမတစ်ခါလှူတဲ့ပထမအကြိမ်လှူတဲ့နေရာကတော့ခရင်900ဆေးုံမှာဗောနော်အာအခွေးကြောင့်ခန်းစားနေရတဲ့လူတွေကိုညီမတို့တနေ့လာကူညီပေးခဲ့တယ်ပြီးတော့ညီမတို့မစိုးရင်ကြောင်းလိုက်ကြီးကိုကိုရိုင်းကိုချသွားရောက်လေ့လာပြီးတော့ညီမတို့ဖြစ်ပြနေအရာတွေကိုအကုန်ကြည့်ရကြည့်ပြီးတော့ညီမတို့တနေ့လာဖုံးဖုံးဝန်ထိုက်ရိုက်ကိုရိုင်းကတ်လှူတာရေဗောနော်ပြီးတော့အဲမန္တလေးအဲ့လို ဟိုမြို့ထဲမှာလည်းပေါ့အရန်နာမည်ကြီးရဲ့ဘုန်းကြီးကျောင်းမဟုတ်ဘူးဆိုရင်တော့ဗောနော်အရန်ပြည့်စီပိုင်းဘုန်းကြီးကျောင်းနေရှိရဲ့ရှင်အဲ့ဘုန်းကြီးကျောင်းတွေကိုလည်းညီမတို့တနိုင်တလောက်တွားရောက်လူနန်းနေပြီးတော့ညီမတို့ဟိုအခွင့်ခံစားနေတဲ့လူတွေအကုန်လုံးကိုလည်းတနိုင်နေစေဝါနဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးရောအဲချစ်နောင်နေလိုအပ်တဲ့စားတောက်စရာတွေငွေကြီးအကုန်လုံးညီမတို့ဘက်ကထောက်ပံ့ပေးခဲ့ပါ အပြင်မှာပို့ပြီးတော့စိုးရွားရယ်ပေါ့နော်အရှင်းပြောရင်လမ်းပေါ်ဟာဒါသူတို့နာမည်ကြီးရဲ့နေရာလောက်ပဲသူတို့အလိုတင်နိုင်ရှိမှာပေါ့ပို့အပျက်စီးများရဲ့နေရာနေမှာအဲ့ထက်ပို့ပြီးအပျက်စီးများရဲ့နေရာရှိရဲ့ရှင်ဟိုလမ်းမှာဆိုလို့ရှိရင်အလိုအိမ်နေအကြီးမှာလိုပြိုနေရာလမ်းမပေါ့မှောက်နေဟာဒီပြီးတော့အိမ်နေအများကြီးပြိုကျနေရာရှိရဲ့ရှင်တွေ့လို့ရှိရင်လုံးဝအဲစိတ်မချမ်းမြေ့စရာပေါ့နော်ဒါပေမဲ့ညီမတို့ဘက်ကအသက်နိုင်ဆုံးကူညီပေးခဲ့တယ်အဲလိုအပ်တဲ့အရာတွေလည်းညီမတို့ဘက်ကမဘက်ကမန္တလေးမှာသွားပြီးထားရောက်ပေးခဲ့ပါတယ်ရှင် အဲညီမတို့ကရင်900ဆေးရုံသွားလှူနေတဲ့ခါမှာအတိကအခံရဆုံးကခလေးပေါ့နော် ခလေးဆိုလို့ရှိရင်အဲ့လိုမရှိရတယ်အဲ့လိုချိရပေါ့နော်သူတို့ဆိုအရင်ထရမ်မာခံစားရတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကအရင်ငယ်သေးတယ်ငယ်ပြသူတို့ကဘဝတက်လာနေအများကြီးရှိရပေါ့နော်အဲ့လိုနေရာမှာကြီးတို့ ပုံစံခံစားလဲတော့သူတို့ဆိုအရန်ဝမ်းနဲ့မြောက်မြင်လို့ရှိရင်အရန်ငိုပဲပေါ့နော်ဒါပေမဲ့သူတို့ရှိပါညီမငိုလို့မရဘူးသူတို့အရန်ခံစားနေရရင်ငွေသူတို့ကခံစားမှာဆိုညီမအရင်အတက်နိုင်ဆုံးအားပေးခဲ့တယ်ပြီးတော့ညီမနောက်ပိုင်းအကြိမ်ပြန်နေထူထောင်ရေးလုပ်တဲ့အခါမှာလည်းတက်ချီနေအတင်းနဲ့တွားရောက်ပြီးတော့လိုအပ်တဲ့နေရာကိုငွေကြီးထောက်ပံ့တာရောပစ္စည်းထောက်ပံ့တာရောညီမတို့ဘက်ကလှူဆောင်ပေးမှာပေါ့နော် အလာပြီးတော့ညီမတို့ညီမလူတဲ့ခါမှာပေါ့နော်အကြီးကခလေးအဲ့လိုအန်အန်တီပေါ့နော်အဲ့ဒါဆိုအရန်သူတို့ငိုပြီးပြောရပေါ့အဲ့လိုဒီလိုခံစားခဲ့ရပေါ့နော်ညီမတို့ဘကအတက်နိုင်ဆုံးစိတ်ထက်ခွန်အားရောအလူအားငွေအားအကုန်ထောက်ပံ့ပေးခဲ့ပေါ့နော်အမညီမတို့တွေ့လို့ရှိရင်တော့သူတို့ကပျော်ပျော်တာထက်ဟိုဘယ်လိုလဲဝမ်းနေရပေါ့နော်အဲ့လိုခံစားရရတွေ့ရပါ โอเคမစိုးရင်အကြောင်းတက်ကိုကညီမတို့ဘက်ကငွေအားပဲလူခဲ့ရပါတော့เนาะဒါပေမဲ့မစိုးရင်အကြောင်းတက်အပြေနောက်ထပ်ဖြစ်ပြနေဟိုဖုံဖုံဖုံကြီးเจ้าမျိုးလည်းညီမတို့ဘက်ကတက်နိုင်ဆုံးငွေအားရောပြီးတော့နောက်ထပ်ပြုပြင်ရေးလုပ်တဲ့အခါမှာလုတ်ဖို့အတွက်ညီမတို့ဘက်ကလည်းပို့ပြီးသွားမယ်လို့ပြောထားရင်လည်းရှိရယ်ပြီးတော့နောက်ထပ်ညီမတို့ဘက်ကပစ္စည်းတက်နိုင်သလားဘာလို့ဆိုတော့မန္တလေးမြို့မှာမြို့ထဲမှာမနေတဲ့အတွက်ဖုံဖုံကြီးเจ้าမှာလာနေလူရှိရယ်ရှင့်ရှိရခါမှာအိုက်ဖုံကြီးเจ้าမှာနေအိမ်အောင်စုတွေကိုလည်းညီမတို့ဘက်ကတက်နိုင်သလားငွေကြီးရောအဲပစ္စည်း ပြည့်စရာရောအကုန်ထောက်ခံပေးခဲ့ပေါ့နော်စောင်းလို့ချင်းအောင်လို့အကုန်ထောက်ပံ့ပေးခဲ့ပါရရှင်ဟုတ်โอเคမဘကမန္တလေးကိုသွားပြီးတဲ့အခါမှာညီမတို့ဘက်ကသခိုင်းတို့အင်းလေးတို့ဘက်သွားဖို့ရှိရရှင်ဒါပေမဲ့အခုတလောအဲရာတီဥတုအချိန်ကြီးရလေအချိန်ကြီးအရန်မကောင်းသေးရောလေဒါပေမဲ့နောက်ပိုင်းပြန်လဲထူထောင်ရေးလုပ်တဲ့အခါမှာညီမတို့ဘက်ကချက်စီနဲ့သွားရောက်ပြီးတော့လူအားရောအဲစေဝါနဲ့ပတ်သက်တဲ့ညီမတို့ဘက်ကလှုပ်ဆောင်ပေးဖို့တော်တော်ရှိပါတယ် အပြန်လှူတောင်းရင်လုပ်တဲ့အခါမှာတော့ညီမတို့ဘက်ကလိုအပ်မယ်ထင်တာကတော့စိတ်တက်ခွန်အားပိုင်းနဲ့လူအားပိုင်းပိုလိုအပ်မှာပေါ့နော်အခုလည်းလုံးမအကုန်လုံးကဟိုအိမ်တွေကိုပျက်စီးသွားတယ်အိုးအိမ်တွေကိုပျက်စီးသွားတယ်အကုန်လုံးကစိတ်တက်ကြနေအကုန်ဝမ်းနည်းနေတဲ့အချိန်မှာအကြီးကညီမတို့ဘက်ကစိတ်တက်ခွန်အားပေးရမယ်ပြီးတော့နောက်ပိုက်ပြန်လှူရင်းလုပ်တဲ့အခါမှာတော့အကုန်လုံးကတက်နိုင်လောက်ပတ်မိုးပေးမယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့အပြန်လှစ်တက်လာနိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အမ် ဒီလိုသဘောတရားတော့တားဆီးလို့မရဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကအမြဲတမ်းအဲလိုအပ်တာအကုန်လုပ်ထားမယ်ပြီးတော့ညီမတို့ဘက်ကလည်းမန္တလေးဆိုပြီးတော့လည်းပြစ်ထားမှုပဲညီမတို့ဘက်ကလိုအပ်တဲ့နေရာကိုတွားရောက်ပြီးအကုန်ကူညီရည်လို့ဆောင်ပေးမှဖြစ်တဲ့အတွက်စိတ်တက်မကြကြပါနဲ့အကတက်လိုက်ဆိုညီမတို့ဘက်ကလည်းရောက်ပြီးကူညီမှဖြစ်တဲ့အတွက်အဲစူးစမ်းပြီးတော့ဒီထိုင်ပြီးပါညီမတို့ဘက်ကလာကူညီပေးပါမရှင်ငလင်တန်ကတော့အကုန်လုံးကပထမအုပ်ချုပ်ချိန်မြန်မာနိုင်ငံမှာခံစားဖြစ်တဲ့အတွက်အကုန်လုံးနှီးပါပေါ့နော်ထရမာရရရှိရဲအဲအဓိကအချင်းတော့ကလေးတွေရပုံထရမာရပါလိမ့်မယ်ထရမာရရဲ့ခံမှာတော့နောက်ပိုင်းအဲ့လိုပေါ့ အဲနောက်ပိုင်းညီမတို့ဘက်ကလည်းတက်နိုင်တလောက် SND တင်းနဲ့ပေါင်းပြီးတော့ငလီနဲ့ပတ်သက်တဲ့ကာကွယ်ရေးတွေကျွန်းတင်ကာကွယ်ရေးတင်းတန်းတွေပြီးစားပြီးမှုလည်းရှိရဲ့ပြီးလိုအပ်တဲ့အရာတွေလုဆောင်ပေးမှဖြစ်တဲ့ trauma ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့အရာကိုစိတ်ထဲမှာအယံမထားဘဲနဲ့ကိုတက်နိုင်တလောက်ကိုအကိုကိုကိုယ်ကစူးစမ်းပြီးလုဆောင်တင်တယ်လို့ထင်ပါတယ် โอเคငလင်ဘေးတင်းတဲ့ဒီသူတွေအကုန်လုံးပေါ့เนาะအဲဆရာမာရှိရဲ့ဆိုလို့ရှိရင်တော့ကိုယ့်အုပ်ကိုအရင်စူးစမ်းပြီးတော့အဲကိုမရုဘက်ကလည်းတင်းနိုင်လာဆောင်ရပြီးမှဖြစ်တဲ့အတွက်ဆရာမာဆရာမာဆိုလို့ရှိရင်တော့အရင်ကိုယ့်ကိုစူးစမ်းပြီးတော့ရှင်းသန်းလို့ရပါတယ်ပြီးတော့မရုဘက်ကလည်းလိုအပ်တဲ့အကိုထောက်ပံ့ပေးမှဖြစ်တဲ့အတွက်အဲတတ်နိုင်ဆုံးပြန်လဲပြီးတော့ရှင်းသန်းလာနိုင်မယ်လို့ထင်ပါတယ်ရှင့်